်ကုရုဝလတောင်တန်းကြီးအဲ့အဲ့အခုဘောဘုံတို့ကုရဲကိုဝင်မယ်ကုရဲဝင်မယ်တဲ့ဒီချက်စမြေဒီနေ့ချက် Bueno, no sé, pero စလိုက်မီလေးဒါကြီးဖုန်းစလိုက်မီလေးဖုန်းစလိုက်မီလေးထွာအဲ့ဒါလေဟိုဟိုဟိုရဲရအောင်ပါအခုဘမတို့ဒါဒီဖျားလောင်းတော့6နှစ်တန်းတိုင်းဒုက္ခရစီရကျင့်ခဲ့တဲ့ ်ဂူတဲ့ဘုန်းတို့ရောက်ဖူးအောင်ပေါ့နော်ညာလေးပါအခုဒီလေးငုံရပါတယ်။အင်း။အမလေး။တရားကြီးငုံတာ။ကောင်း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 ။ကောင်းကောင်းမယ်ငုံငုံမယ်။ ဒါကြောင့်ကုန်မယ်အောင်ဒါကဒါကြောင့်ကုန်မယ်ဒီမှာဒီမှာထိမယ်ဒီပေးအလဲကောင်းလားအလဲကောင်းလားအလဲကောင်းလားဒီမရလာအဲ့မှာရလာခဏလေးနဲ့လာအောင်ဒီလိုတပ်ပုံရိုင်းဒီမှာအဘောနဲ့မြောက်ရလက်ဒါဒေါကရစီယာကျင်ခဲ့တဲ့ကူဒါအဘောကိုကြည့်မယ်ဆိုရင်တော့ဘလောက်မြင့်တော့ဆိုတော့ဒီဒီအောက်ကျမ်းမြင်ရနေအဘောကို70ဘီလောက်တော့မြင်ကျမ်းမြင်နေ70ဘီလောက်တော့မြင် ဒါ၆နှစ်တိုင်တိုင်ဒေါကရစီကကျင်းခဲ့တယ်ကူ။ तू ကအမြဲတမ်းနေရတာမဟုတ်ဘူးပေါ့။မိုးတွင်းတဲ့ခါမျိုးတွေလိုမျိုးတွေ။မိုးတွေခါလိုမျိုးတွေအဲဒီမှာနေနေတာဟုတ်အမြဲတမ်း၆နှစ်လုံးလုံးဒီကူထဲမှာနေခဲ့တာမဟုတ်ဘူး။အဲအဲ့ဒါဒေါကရစီကကျင်းခဲ့တဲ့ကူ။ ဒါဒုက္ခရဒုက္ခရသီရရုပ်ပွားတော့ပေါ့ကြာဦးဇင်းတော့ပြန်ထွက်တော့မယ်မုန်းပြီခဏလေးပြန်ထွက်တော့မယ်ခဏလေးခဏလေးနေကြအောင်ခဏလေးခဏလေးပြန်ထွက်ပါအင်းဟုတ်တယ်ဖျောင်းနိုင်ထားတယ်ပြန်သွားရ ွာอยู่တော့ธรรมดาတယ်ပြားကြတော့အဒုက္ခရစီရကျင့်တဲ့ကူဩဒုက္ခရစီရကျင့်ခဲ့တဲ့ကူပါတဲ့ဘယ်ပြောင်းမှာပဲအေးတော့အာဘုရားအလောင်းဘလိုမျိုးနေလဲလို့နေလဲတော့မလို့အလောင်းအေးတဲ့ဆောင်းလွန်မျိုးလို့ဒါမှမဟုတ်ဘိုးရင်မျိုးလို့အမျိုးနေတာအဲကိုကြောက်တောင်နေကြောက်ကူနေနော်လူငွေကြောင့်ပြောဒီပေါ်ဒီပေါ်ရိုက်နေတာလေလူငွေကြောင့်လည်းကူတယ်ငကိုတိုင်းလည်းပုံမတွေ့မီးတွေထွန်းတာတယ် ပေါ်ရီလိုရိုက်ထိုင်ကောင်းတယ်ပြန်တော့ဒီရဒီကောင်ကြတော့ hotspot လွန်လာတော့ဟိုအားလွန်လာတာကောင်းဟိုကရိန်းနဲ့ရိုက်တော့ကြောင်းလည်းပါအဲ့တော့ပါအဲ့ရိုက်အဲ့တွေ့ခဲ့ပြောက်တွေ့ခဲ့တော့အဲ့တွေ့ခဲ့လဲတွေ့တယ်ပြန်ပြီးတော့တွေ့တယ်ဟဲ့ဟိုဘက်နဲ့နည်းနည်းဟိုဘက်နဲ့နည်းနည်းလွတ်မဲ့ထင်းတဲ့နေရာအဲအောင်ဒါပေမဲ့ဒီမှာထိုင်လိုက်လည်းရအောင်ကဲဒီမှာ ဒီမှာကပ်ပြီးတော့ထိုင်လိုက်ကြရှင်ပြများဒီမှာတိုင်လို့ရပါတယ်ဗျာအဲ့ဒါရှင်းန်းလေးကပ်ပြီးဆိုနည်းနည်းပါးပါးလေးကားပြောကြတာထိုင်ကျွန်တော်ထိုင်လို့ရအောင် terus ya. Kawan, အထရိုင်ဘုန်းနဲ့ဟိုလှုပ်လိုက်လို့ရထောင်းထားလို့ရအဲဒါလေရောကောကိုတိုင်ပြီနေတော့ညောင်းခံတယ်နော်အဲဒီကခံတယ်တက်ကိုဒီလိုကြီးကိုကြားလာနေဟုတ်ဟုတ်ပြန်လက်တော့ညောင်းခံတယ်ဘုန်းဘုန်းဒီကြွပြဘုန်းဒီကြွပြဒီရောအဲ့ဒါတိုင်လိုက်နေတယ် အဲလက်ကတုံးတာဒါကြတော့တမာရီစွမ်းလို့ခေါ်တာလေဆက်ပါဆက်တာလေကောင်မှလူသွားလို့ရတဲ့လမ်းလေးချန်ထားလိုက်ရှေ့ရောနောက်ရောလို့ခွထိုင်လာတယ်ဒါကိုကြားဘူးပါလာခဲ့တဲ့ညီတော်လေးတွေပါအငယ်ဆုံးခွထိုင်လေးတွေညီသားလေးတွေဒါကတော့ပုံပုံကြီးပေါ့အဲတတ်တော်ကြီးလို့ပုံပုံလာမုံဖို့ပေးတယ်တပားဝ9000တဲ့ ်ဒါတော့ဒါတော့ကုဆောင်ဆရာပါအမတန်အဲတတိယတိပြည့်စုံပါဒါတော့တန်တန်ကနေကြွားရောက်လာခဲ့တဲ့ဒေါက်တာဘွဲ့လူမဲဆရာတော်ဘုရားပါဘက်ကလည်းထိုးလေး၎င်းထိုးလေး၎င်းတို့ဒီလိုဒါတော့တကယ်ကိုပဲဒါတရားအားကောင်းတဲ့ဒကာကမတွေပါကဲဘမတော်ဘွဲ့လာကြမယ် ဘုန်းနဲ့ဝိလိလာကြမယ်ဒီတိုင်းရှေ့တဲ့နောက်တိုင်းကထိုင်လိုက်နော်ရှေ့တဲ့နောက်တိုင်းကထိုင်လိုက်ရှေ့ရှေ့ထိုင်တဲ့လူကထိုင်နောက်ထိုင်တဲ့လူကထိုင်ခွာထိုင်လိုက်အဲကြည့်ပြီးရင်ထိုင်လို့ရပြီဒီမှာဒီဒီတန်းကြီးကတ်ထိုင်ရရဘာကြီးရှင်းနေလဲလမ်းပေါက်လမ်းပေါက်ပြီးလားလမ်းပေါက်ပြီး တကယ်အောင်လုပ်ရတယ်အတူတူကြည့်ရအောင်ကန်ဒီမာလာထိုင်ရကဲထိုင်ရပါဘိကထိုင်ရလာဟဲ့လိုက်လိုက်ဟုတ်ပါတကယ်ရှေ့ရှေ့တို့ဘာမှမမကြီးတို့နောက်ဆုံးမကြီးရဲ့ရှေ့တို့ဘာကြီးနောက်နောက်ဘက်ကိုကတ် လာပဲ။နမ်းပိတ်တော့ထိုင်ရတာခက်။ဟဲ့ဟိုဟိုတော့ထိုင်ကဲရတော့အခုဘုန်းဘုန်းတို့ရောက်နေတဲ့နေရာကဥရဝေလတောတန်ကဒီရသဗျာရှင်ဒုက္ခရစရိယချင်းကြတဲ့ ခုဖြစ်ပါတယ်အခုဘောမတော်အလုံးဝင်ရောက်ပြီးတော့ဖူးခဲ့ရတယ်ဒီကိုကြီးကမြတ်စွာဘုရားအလောင်းတော်မြတ်နတ်သက်ကိုနှစ်အရွယ်တော်နေ့ကဒီကိုကြောက်ရွံ့လာပြီးတော့ဒုက္ခရစရိယခြင်းခဲ့တယ်ဒုက္ခရစရိယလေပြောကြည့်ပါဦးပါရဲ့တော့ဒုက္ခရဒုက္ခရဒုက္ခရခါဝဲမဟုတ်ဘူးကာကြီးနှလုံးဆင်တော့ဒုက္ခရ ဒုက္ခဒုက္ခဆိုတာအလွန်တန်ခက်ခဲသောလို့ဒီမေရဘုရားအလောင်းတော်မျက်နေတာအကျင့်နိုင်တဲ့အလွန်ခက်ခဲတဲ့အကျင့်ဒုက္ခရအကျင့်ကစရိယဒုက္ခရစရိယနော်ဘုံခွန်းပြောကြရီကာဘောမှာလဲဒီတော်တန်ကြီးလုံးတစ်ခုလုံးဟာတပအကျင့်လို့ခေါ်တဲ့ဘုရားဖြစ်အောင်ကျင့်နေတဲ့ပုံကိုယ်ကြီးအများကြီးအဲ့ဒီအနေမှာဘုရားလောင်းကကင်သူတို့လည်းကျင့်ကြတယ်ငါလည်းကျင့်ကြည့်မယ်အာရရတို့ဥရကတို့ကနေခံကြည့်တယ်တို့လူတွေကနေမရနေမရတဲ့အခါကျတော့ ကိုယ်တိုင်ပဲနေ့စနစ်တစ်ခုကိုရှားဖွေမယ်ပေါ့အဲ့ဒီတိုင်းနဲ့သူကကျင့်တယ်ကျင့်တဲ့အခါကျတော့အခုဒီကူကြီးတွေကတော့မိုးလအခါမျိုးတွေအလွန်တန်ဆောင်းအေးအားကြီးတဲ့အခါမျိုးတွေမှာနေတယ်အကျန်တဲ့အချိန်တွေမှာတော့အပြင်မှာဆိုင်ရဆိုင်ရအစ်ပင်တွေပါတွေမှာပဲမြတ်စွာဘုရားအလောင်းတော်မြတ်ဟာတရားကျင့်ခဲ့တယ်လို့အဖြစ်ဖို့များပါတယ်နောက်တစ်ခုအဲ့ဒီမှာပထမတော့အသီးလေးတွေကိုကြွေကြတာအပင်အောင်ကြွေကြတဲ့အသီးလေးကိုလိုက်ကောက်စားတယ်နောက်တော့ ကျွေးကြတာဟိုဒီလိုက်မကောက်တော့ဘူးတင်မလေးကိုထိုင်းပြီးတရားကျင့်တဲ့နေရာနေပြီတလန့်အတွင်းပေါ့ရောက်လာတဲ့အသီးနှံတွေကိုစားတယ်။နောက်ကြအဲ့လိုမစားတော့ဘူးဘေသာရေး၅ပါးကအကူအညီပေးထားတယ်။သူဘေသာရေး၅ပါးကဖရာလောင်းတော်ကိုအဲဖရာလောင်းတော်တော်ထွက်ပြီဆိုရင်လည်းတော်ထွက်ချိန်မတိုင်ခင်နေ့ကဒီမှာလာပြီးတော့အကျိုးပြီးစောင့်နေကြတာ။အဲ့တော့ဖရာလောင်းတော်ရောက်လာပြီဆိုတာနဲ့ချီးဥ်ချုပ်ပြီးတော့သူတို့တွေကဒီမှာဝေယဝိဆောက်နော် အဲဝိယဝိဇာဆောင်းပြီးနေကြတာပိသောဤ၅ပါးရှိတယ်ကိုနေညာဝဘပရိယမဟာနံအတ္တစီအဲ့ဒီ၅ပါးနေပြီးတော့ရေဝေရချမ်းကန်းလဲပြီးတော့ဝိယဝိဇာတွေဆောင်းရပြေးကြတယ်အဲ့ဒါကြောင့်ခုနနောက်ပိုင်းကျတော့ပေလက်တစုပ်ပေါ့အဲ့ဒီပေလက်တစုပ်ပြုတ်ထားတဲ့ဟာလေးတော့မဟုတ်စိန်ထားတဲ့အကြီးလေးတွေကိုဖုံးပေးတယ်အဲ့မှာဘုရားလောင်းတော်ကအကျင့်နေကျင့်တဲ့အခါကျတော့အကျင့်ပေါင်းအကျင့်ပေါင်းနှီးမျိုးစုံအားထုတ်ကြည့်တယ် ။နောက်ကျတော့အာနာမနအခြေခံပြီးတော့ကျင့်တဲ့ကျင့်တဲ့တခုရှိတယ်။တော်တော်ကသူကမိသမပရိယာကျင့်တဲ့မရောက်သေးဘူး။အဲ့ဒီကျင့်တဲ့ကိုအပ္ပနကဇံလို့ခေါ်တယ်။ဒီမှာလေကိုရှူလိုက်တယ်။အခုနှစ်ရက်အောင်းထားတယ်။လေဆိုတာအသက်ပဲ။အသက်ဒီဘဝနေဖြစ်တာကဒီလေတွေရှူလိုက်ထုတ်လိုက်ရှူသွင်းလိုက်ရှိုက်ထုတ်လိုက်ဖြစ်နေလို့ဒါဆိုရှူထားတဲ့လေကိုခုနှစ်ရက်အောင်းထားရင်အဲဒီချင်းကင်းတဲ့တရားတစ်ခုရလိမ့်မယ်လို့ထင်လို့အောင်းထားလား။ တကအဲ့ဒီတိုင်းမအောင်မြင်တဲ့ကလေကိုရှိုက်ထုတ်လိုက်တယ်မှုတ်ထုတ်လိုက်ပြီးတော့နောက်တဲ့9ရက်ပြန်ပြီးမရှူဘဲနေတယ်နေ့ကြည့်တယ်မှာဘယ်နှစ်သက်ကန်ရမလဲရှိုက်ထုတ်တဲ့လေကို5မိနစ်လောက်5မိနစ်ဆိုသေးတယ်နော်5မိနစ်ဆိုတာမှလူတွေအောက်ဆီဂျင်ပြတ်ပြီးသေသွားမယ်အဲ့ဒါမြတ်စွာဘုရားအလောင်းတော်မြတ်က9ရက်ပြန်မရှူရှူတဲ့လေကို9ရက်ပြန်မထုတ်ဘူးရှိုက်ထုတ်လိုက်ပြီးဆိုရင်9ရက်ပြန်မရှူအဲ့လိုကျင့်တဲ့ တမာတိစွာအားကိုအပ္ပန္နကဇံလို့ခေါ်တယ်။တမာတိကမဖြစ်တဲ့အပြင်ဘာဖြစ်လာလဲခန္ဓာကိုယ်ကပင်ပန်းလာတာ။ဒါကြောင့်အလွန်မတန်အာကောင်းမောင်းတန်ယောက်ျားတွေကဝိုင်းညှစ်ပြီးတော့ခေါင်းကိုတခါတည်ပဲနဲ့စီးပြီးတော့ဓာတ်နဲ့နှုတ်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 ထိုးနေတယ်လို့ဘုရားလောင်းတော်ခံစားရတယ်။အကျယ်တွဲတော့မင်းဝန်ဆရာတော်ဘုရားကြီးရဲ့မဟာဗုဒ္ဓမှာအကျယ်ကြီးဒေါကရစီရခံကိုအများကြီးဟောတာတယ်။ဒါကိုဘုံဘုံဗုဒ္ဓရဲ့မှာလည်းအကျယ်တွဲဟောထားပါတယ်နော်။ဒီမှာတော့အချင်းချင်းပဲပြောတော့အဲ့ဒါတော့ အဲ့လိုမျိုးဓာတ်နဲ့နှုံ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 ဆင်းသလိုစစ်စစ်စစ်ထိုးနေသလိုခေါင်းကိုအလုံးမတန်းအားကောင်းတဲ့ယောက်ျားကြီးတွေညှက်ပြီးတူနဲ့ထုနေသလိုညသာပဲရဲ့ဂျိုင်းကြခရီးရှူပေါက်တွေထွက်လာတယ်လက်ကလေးကြဂျိုင်းကြခရီးရှူပေါက်တွေထွက်လာတယ်အလောင်းတန်ပင်ပန်းတယ်ဘလောက်ပဲပင်ပန်းပင်ပန်းညသာပဲအလောင်းတော်မြတ်ရဲ့တန်တန်မှာလုံးဝညှင်းညင်းသွားတာမရှိဘူးတရားမသေးတဲ့တရားမတွေ့မချင်းသစ္စာတရားမတွေ့မချင်းကြင့်မယ်ဆိုပြီးတော့လောက်တာတို့တော့လမ်းစဉ်မမှန်တာဖြစ်တဲ့အတွက်ရလား မရဘူးအဲ့ဒါဆိုတော့မေးစရာရှိတယ်ဒုက္ခရသရိယကိုဘာကြောင့်ကျင့်တာလဲဓမ္မတာ32ပါးထဲမှာလည်းပါတယ်ဗရဏသရိယပေါ့လေဘုရားအလောင်းတော်မြတ်တိုင်းမဖြစ်မနေကျင့်ရတဲ့အကျင့်မှာဒုက္ခရသရိယကျင့်ရတယ်အနည်းဆုံး9ရက်ကျင့်ရအများဆုံး6နှစ်ကျင့်ရအနည်းဆုံးဘယ်နည်းရတော့အနည်းဆုံး9ရက်အများဆုံး6နှစ်အဲ9ရက်မကျင့်လို့မရဘူး ။ဘာဖြစ်လို့ဆိုတော့ဓမ္မသက်ကြာဟောတဲ့အခါကျတော့အတွေ့အကြုံကိုထည့်ပြီးဟောစရာရှိတယ်။ဒွေမေဘိကဝေအန္တာပပစီတေနာနသေဝိတ္တပါကတမေတွေယောဇာယံကာမေတုကာမတုက္ကလီကနိယောကောကာမတုက္ကလီကနိယောကအချင်းဘယ်တော့ကြာခဲ့လို့ဘုရားအလောင်းတော်အကမကုန်အကျင့်ကြေကတာ29နှစ်ကြာတယ်။ဟုတ်လားအလောင်းတော်မြတ်မွေးပြီ29နှစ်အရွယ်ကြီးကတော့ကာမတုက္ကလီကနိယောကထဲမှာနေခဲ့တယ်။အဲ့ဒီတိုင်းနဲ့တရားမရနိုင်ဘူးဆိုရက်က အတ္တကိလမထာနိယောကောဒုက္ခောအနတိယောအနတ္ထသံဟိတောဟုတ်လားအဲ့တော့အတ္တကိလမထာနိယောကလို့ခေါ်တဲ့အပင်မကံအညင်သေးခံပြီးတော့လေကိုယ့်ကိုယ်ပင်မနှိမ့်သက်ကိလေသာတွေကိုဖျက်ဆီးဖို့အတွက်ပင်မနှိမ့်သက်ပြီးတော့ကျင့်တဲ့ကျင့်ကိုအတ္တကိလမထာနိယောကအကျင့်လို့ခေါ်တယ်အဲ့လိုမျိုးလက်ရစွန်ကာမဒုက္ခလေးကလေဝဲစွန်အလကိလမထာကလေယာစွန်အန္တာဆိုအစွန်တစ်ဘက်ကိုပြောတာ အဲ့တော့အဲ့လိုအစွန်တစ်ဖက်စီရောက်နေတဲ့အကျင့်ကိုပပစိတသူတော်ကောင်းတရားရှာမဲ့သူကိုတတိတစ္ဆာတရားရှာမဲ့ပုဂ္ဂိုလ်တတိနိဗ္ဗာန်ကိုရှာမဲ့ပုဂ္ဂိုလ်တွေကအန္တာအစွန်ရောက်တဲ့အကျင့်တွေမကျင့်ရဘူးလေအစွန်ရောက်တဲ့အကျင့်ကဘယ်နှခုတော့နှခုပါတော့ကာမဂုဏ်ခံစားတဲ့အကျင့်ငါးပါးအာယုံကာမဂုဏ်နဲ့နေတဲ့အကျင့်တွေကဟိနောယုံညံ့နဲ့ဂံဘော နော်ရွာလူရွာသားတွေရဲ့အကျင့်ဖြစ်တဲ့ပေါထုဇဏီကောပုရုဇဏီရဲ့အကျင့်တာဖြစ်တဲ့အနာရိယောအရိယာရဲ့အကျင့်သမဟုအနတ္တတန်ဟိတောနိဗ္ဗာန်ဆိုတဲ့အကျိုးကျေးဇူးကိုဘာမှမပြတ်နောက်နိုင်ဘူးဒါကမကုန်အကျင့်မကျင့်တဲ့အတ္တကိလမထနိယောကောအတ္တကိလမထနိယောကအကျင့်ကြတဲ့ဒုက္ခပင်ပန်းနာရောဖတ်တဲ့အနာရိယောအကျိုးသေးအောင်ဖြစ်သူအနတ္တတန်ဟိတောနိဗ္ဗာန်တော့ဘာထောက်ပါမှဖြစ်ဘူးဒါကြောင့်ဒီအကျင့်ကိုမကျင့်နဲ့ဆိုတာအတွေ့အကြုံရှိဖို့မလိုဘူးလားဟာ तू ကမသိဘဲနဲ့ရှောက်ပြောနေတာလို့ပြောခံရမှာပေါ့ ဲ့တော့သိဖို့လိုတယ်လေအဲ့ဒီအတွက်ကိုကြည့်ရတာဒါဘုရားလောင်းနဲ့ဘုရားလောင်းနဲ့ဟာဒုက္ခရစီကမကျင့်လို့မရဒါဘုရားလောင်းရဲ့အကျင့်စဉ်တွေမှာပါတယ်ကာမဂုဏ်ကျင့်ဒုက္ခရစီကကျင့်အဲ့နှစ်ခုလုံးဟာသစ္စာတရားမသိနိုင်ဘူးဒါဆိုတော့ဘာကျင့်ကျင့်မလဲ မေဇိမာပရိပဒံတထာဂရဏဘိတံဗုဒ္ဓါသကုကရဏီညာနာကရဏီဥပသမယပညာယတံဘောဒါယနိဗ္ဗာန်ယတံဝတ္တတိဉာဏ်ကားပါပွင့်သွားမယ်နော်အဲ့ဒီအတွက်ကမေဇိမာပရိပဒါဆိုတော့မဂ္ဂင်၈ပါးအချင်းချင်းပဲဟောမဂ္ဂင်၈ပါးအချင်းကဘာတွေတော့ဩဓမ္မစက်ကြကြတော့ဘာတွေပြောလဲတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပောဒါပညာမဂ္ဂင် သမ္မာဝါစာသမ္မာကမ္မသောသမ္မာအာဇီဝောဆိုတော့ဒါကသီလမဂ်ကေနော်သမ္မာတတိသမ္မာသမာဓိသမ္မာဝါယမဒါကသမာဓိမဂ်ကေပေါင်းလိုက်တော့သီလသမာဓိပညာဟုတ်နော်အဲ့တော့မြတ်စွာဘုရားရှင်ကပိသဝိ၅ပါးကိုဘာကြောင့်ပညာကိုထိန်းတန်းတင်ပြီးဟောတာလဲဆိုတော့ဟောဒီမှာ6နှစ်ကျင့်ခဲ့တဲ့အချိန်ဒီမတိုင်ရင်เนี่ยပိသဝိ၅ပါးကသမာဓိကျင့်တဲ့နေ့ကျင့်နေပြီသီလဝိသုဒ္ဓိဆင်ကျဲပြီးတာပုံကိုယ်တွေ ဒီပုဂ္ဂိုလ်တွေကကာမဂုဏ်နဲ့ကင်းနေတာနှစ်ပေါင်း30မနည်းတော့ဘူးအဲဒါကြောင့်သူတို့ဒီလအကျင့်တွေကိုခြေခံပြီးအထူးပြောစရာမလိုတော့ဘူးတမာတိကျင့်တွေကိုအထူးခြေခံပြီးပြောစရာမလိုတော့ဘူးတမာတိစွာအကောင်းကြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဒါဒုက္ခရသိရဲ့တရှိောင်းလည်းဖရာလုံးတော့သူတို့ကိုတမာတိကျင့်စဉ်နီလန်းတွေကိုသင်ပေးတဲ့ဖြစ်နိုင်တယ်နော်ဒါကြောင့်ပိသာရင်ငါပါဟောတဲ့ကမြတ်စွာဘုရားတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပော နော်ဥက္ကဋ္ဌတင်ယူပုဂ္ဂိုလ်တွေဖြစ်တယ်ကဘာတရိပ္ပံရေးတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့တွေတာမာတိတိကိုစပြောလိုက်ရင်လိုရင်ပေါက်သွားပြီအဲ့ဒါနဲ့ပဲသူတို့တွေတရားရကြတာနော်အဲ့ဒါတော့ဒီဘုံတို့ဒီဂူကြီးอ่ะဘုံဘုံကဏ္ဍတကားကိုပြန်ပြောမယ်6နှစ်လုံးလုံးဒီထဲထိုင်နေတာလားတော့မဟုတ်ပါဘူးမိုးလာအခါမျိုးတွေအလုံးတန်းအေးလွန်းတဲ့ဆောင်းအခါမျိုးတွေမှာ ဆောင်းခိုတာတော့မဟုတ်မိုးခိုတာတွေဖြစ်ပါကြံတဲ့ချိန်ကတော့ပြင်ပမှာစင်ပြေတဲ့အစ်ပင်လေးတွေအောက်မှာထိုင်ပြီးတော့ ရသော်ဗျာအလောင်းတော်မင်းဟာတရားထုတ်ကြတဲ့အဲ့ဒီချိန်မှာဝေယဝိဇ္ဇပြုတာကဘယ်သူတွေတော့မင်းသားဝိငါဘူးကဝေယဝိဇ္ဇပြုခဲ့တယ်ဟုတ်ပြီနော်အဲ့လိုနဲ့ဒီနေရာမှာ6နှစ်တန်အောင်ဒုက္ခရစရိယအချင်းကိုကျင့်ပြီးတဲ့အခါဖရာအလောင်းတော်ကိုတချို့စာတွေကမြောက်ပိုင်းကျမ်းတွေကိုအခြေခံပြီးရေးတာရှိတယ်ဖရာပြည့်မဲ့နေ့မှာကစုံလာပြည့်နေ့မှာဩပေသတိကနဲ့သားကြီးရောက်လာပြီးတော့ဆောင်းတီးပြတယ်တင်းလို့ရင် ပြက်တယ်ရော်လို့ရင်ဘက်ဘက်နဲ့အသံထွက်တယ်အဲအဲ့လိုမျိုးပြတယ်ဆိုတာမဟုတ်ပါဘူးဘုရားအလောင်းတော်မြတ်ရဲ့ပါရမီကိုသိခါကြသေးပါတယ်ဘုရားအလောင်းရဲ့မြတ်ရဲ့ပါရမီတော်ဒီအသိဉာဏ်တွေကိုထင်သေးရရောက်ပါတယ်ဘယ်သူမှပြောစရာမလိုဘူးသူကိုယ်တိုင်ဉာဏ်ရင့်တာအကင်တောထွက်ဖို့ဘုသူတိုက်တွန်းတော့ဘယ်သူမှတိုက်တွန်းစရာမလိုဘူးအခုလေဒုက္ခရသီရအကျင့်ကမှားပြီဆိုတာဘယ်သူကပြောတာလဲသူကိုယ်တိုင်သိသွားတယ်အတွင်ကြွာလေအဲ့လိုအကျင့်တွေသူကျင့်ခဲ့တာအခုမှမဟုတ်ဘူး လင်းသိင်းခြင်းတဲ့ကဘာတရင်ကြပြီလေအဲ့ရတဲ့မှာဖရာ၂၄သူနဲ့တာနာတွင်မှာတရားတွေအားထုတ်ခဲ့တယ်သူမှတွေ့ကြုံကောင်းနေအများကြီးဒါကြောင့်မင်းသမီးပရိပရာကျင့်စဉ်ကိုတက်မဲဆိုတော့လေသူရဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့မျိုးဆိုတာတယံပူဉဏ်လေဗျာတယံပူဉဏ်ဆိုတာသူပြားရဲ့တိုက်တွန်းစရာမလိုပဲနဲ့ကိုယ်တိုင်သိနိုင်တဲ့ဉာဏ်စွမ်းအားကိုပြောတာဟုတ်ဗျာနော်အဲအဲ့ဒီတိုင်းနဲ့ကျင့်တဲ့အခါကျတော့ဒီတော့မှာ နော်မကြည့်တော့ဘူးနေရံမြေကန်းကိုသွားဟောဥရဝလာတော့ရဲ့အရှင်ပြည့်အရှင်ပြည့်တဲ့နေရာမှာသွားနေပြီးတော့တင်းနာဒီကုန်းရတဲ့ကိုဆုံးငံကြွတယ်ဆုံးပုံပိတ်ပြီးတော့အဲသုံးဆောင်လိုက်တဲ့အခါငကိုကဒီနေရာမှာကြည့်နေတဲ့အချိန်မှာဘုရားလောင်းတော်ဘယ်လောက်ထိပင်ပန်းသွားသလဲဆိုတော့လူကချုံပိန်လိန်ချောက်သွားတယ်ဆိုအဲ့မှာပြောတယ်အသားကမဲကျုပ်သွားတချို့နဲ့တည်းကပြောတယ်ဟာတိရတ္ထဂေါရမအသားမဲကြီးပါကွာ တချို့ကမဟုတ်ပါဘူးကွာတဲ့အသားပြာကြီးပါတဲ့အဲတချို့အသားညိုတာပါတဲ့ဆိုအသားအယောင်တွေကလုံးဝပြောင်းထွက်သွားဒီမွှင်းရင်းတော်တွေဆိုရင်ကျွတ်ထွက်သွားတာဘလောက်အပူကြီးပြင်းနေလဲဆိုတာနော်မွှင်းညွန့်နေတယ်ဆိုကျွတ်ထွက်တာခဏခဏလေးဝင်ထိုင်ခဏလေးဝင်လိုက်တယ်နဲ့ဘလောက်အိုက်မနေနိုင်ဘူးနော်9မိနစ်နေဖို့မလွယ်ဟုတ်လားနိုင်ဝဲဆိုရင်တော်တော်မလွယ်တဲ့အချိန်နေအဲဘုရားလုံးအဲ့လိုနေကြတာပြင်းမဲ့ပြီးတော့ခန္ဓာကိုယ်ရင်းအပူပြင်းပရာသီဥတွေရဲ့အပူတွေအစားအသောက်မရှိတဲ့အတွက်မွှင်းညင်းနေတောင်မနေနိုင်တော့ဘူး မွေးခြင်းနဲ့တောင်မတည်လန်းနိုင်တော့ကြွထွက်ပေါ်အဲ့တော့ဘုရားလောက်တော့ကမလျှော့ဘူးဗျလက်မလျှော့ဘူးဗျဘလောက်ဒီတဆင့်တန့်ခြင်းမှရဒီ level နဲ့မရသေးဘူးအသက်မရွယ်တဲ့ကျင့်တာကိုဒီ level မရသေးဘူးတဲ့အဲ့တော့အစာမထက်ဖြတ်ခြင်းဒါကြောင့်ဒီကနေ့ခေတ်ဘုန်းဘောကပြောခြင်းပါတယ်ရေစွန်းလို့ပါလို့ပြောတာလည်းရှိနော်ဖုံးပြောတယ်မြတ်စွာဘုရားရှိရလေးပါဖြတ်ကျင်တာလို့အဲဒါတော့တရားလိုချင်ကြရင်လေးပါဖြတ်ကျင်ကြဟုတ်မလားအစာဖြတ်တော့မကဘူးရေဖြတ်တော့မကဘူးလေးပါဖြတ်ကျင်ရမလား အဲမရဘူးဆိုဒီနေရာတက်တည်ခိုင်ခဲ့တယ်နော်မေဇိမပရိယတပိရိယအကျင့်မှာအစာအာဟာရကိုမျက်မြင်သာသာဖို့လိုတယ်ကဝလီကာရောအာဟာရောအိမတ်သာကာယတအာဟာရပစ္စေနာပစ္စယောဟုတ်ပြီနော်အဲ့ဆိုတော့အထောက်ပံ့မဖြစ်ဘူးလားအဲ့ဆိုတော့ဒီဥပနိတ္တတက်တည်နေလေအထောက်ကိုပြုနေဒါကြောင့်အာဟာစာအာဟာရကိုမိဝဲပြီးသုံးစားပြီးတော့တင်တန်ဒီကံကနေဆော့ခတ်ပြီးတော့ဆုံးဖုံးပေးပြီးတော့စားလိုက်တာပေသိုင်းငါးပါးအထင်သေးသွားတယ်ကမ္မထန်လူတွေကြီးဖြစ်သွားပြီတဲ့ နော်ပပစိတအကျင့်နေခွာသွားပြီတဲ့ဖျားဖြစ်ဖို့အလားလာမရှိတော့ဘူးတဲ့အလကဒီပုဂ္ဂိုလ်ပြုစုနေရရင်ငါတို့အချိန်ကုန်တာပဲထပ်နေငါတို့ရဲ့ရချင်တဲ့ချိန်တရားရပေါ့ကွာအချိန်နေရပေါ့ဆိုပြီးတော့အဲ့ဒီမှာခုနကဗာဟန်တတိကိုသွားပြတော့သူတို့ဒီနယ်ကသူကစိတ်ထဲမှာလဲဟို trauma လဲဖြစ်သွားပုံရတယ်နောက်တစ်ခုကဒီနေရာနဲ့ပတ်သက်ပြီးသူတို့အတန်တရားရှိတော်ဘူးရတယ်အဲ့ဒါကြောင့်သူတို့ကဗာဟန်တတိကိုပြောင်းပြီးတရားကျင့်ကြ နော်ဘုရားအလောင်းတော်ကိုပြစ်ထားခဲ့တာအဲ့ဒါတော့နောက်တစ်ခုဓမ္မတာ32ပါးထဲမှာတစ်ခုရှိပင်သယ5ပါးဟာဘုရားအလောင်းတော်ကိုဘုရားဖြစ်ကံဒီမှာပြစ်သွားရတာထုံးတယ်ပဲပင်သယ5ပါးပြုစုတဲ့ဘုရားတွေရှိတယ်တချို့ဘုရားတွေရဲ့လက်ထက်မှာဆိုရင်ပင်သယ5ပါးတွေမကဘူးသန်းနဲ့ခြည်တဲ့ပြိဿကြီးတွေပါလာတို့တော့ဘုရားဖြစ်မဲ့ရဲ့ဆိုရင်အကုန်လုံးပြစ်ထားခဲ့အဲ့လိုမျိုးပြစ်ထားမှကာယဝိဝေကစိတဝိဝေကဖြစ်တယ်တယောက်တည်းကျင့်ဖို့လိုတယ်အဲ့ဒီအတွက်ကိုထွက်သွားရတာလေဓမ္မတာတစ်ပါးလို့မှတ်ပါ မရင်နဲ့လို့ကြီးတယ်ဆိုတော့သာမဟုတ်ဘူးနော်အဲ့ဒါဆိုတော့ဘုရားလောင်းတော်ကတဆင့်မြင့်မယ်ဆိုတဲ့အခါဘလောက်ထိကျင်းလိုက်လဲဆိုတော့ခုနကပြောတဲ့အစာမဖြစ်မယ်ဆိုတော့ဟောဒီကုရီသွားလိုက်တယ်ချူပေါက်ဘယ်မထွက်ဘူးလေဂျီမတောက်ထတာမမရှိရနော်ဟိုမစင်နေပါတယ်လက်တကုရီသွားတော့လည်းဘာမှမထွက်ဘူးသူကခုနှစ်ရက်နေလာမှာစိတ်ချလုံးလေးလို့တလုံးပေါ့အဲ့ကြစ်ကြစ်လေးအဲ့ဒါလေးတလုံးကိုတော်တော်ခက်ခက်ခက်ဒါ ခုဒီသွားရတယ်လို့ပြောတယ်စာလည်းတေးသိတေးသိချာရေးတာတော်တော်ခက်ခဲခဲတဲ့စိတ်ကြီးလေးလို့လုံနေတာလေစမြင်းခံနေတာလေနော်အဲ့လိုနဲ့ပြောမယ်နောက်တော့အဲ့ဒါသဘဲမရှိအောင်ထပ်ပြီးတဲသုံးတတ်မယ်ဆိုပြီးတော့ခုဒီသွားလိုက်ရှူပေါက်လိုက်တဲ့ထိုင်းပြီးပေါက်တယ်ဆိုမထနိုင်တော့ပုံလဲနေရှာအဲ့ဒါတော့ဒီနတ်တွေကဘယ်ဟိုသွားလဲဆိုတော့ဟိုးနော်ကပိလိကိုသွားတယ်သောရဏမင်းကြီးကိုသွားပြတယ်သောရဏမင်းကြီးရှင်မင်းကြီးရဲ့သားတော်မှာနော်တင်းတင်းပြီးတဲ့ နေပြီတဲ့နော်ဟိုမှာလဲနေပြီတဲ့ဒီလိုမျိုးပြောတာဟုတ်အလဲသေးနေပြီသာသာဘယ်ဘယင်ဖျားပြစ်ပြီလားမဖြစ်သေးဘူးမဖြစ်သေးရင်နော်ငါသာမသေးနိုင်သေးဘူးပေါ့နော်အဲ့လိုမျိုးယုံကြည်တဲ့သူဖေရလဲနောက်ကြတော့ဒါမြတ်စွာဘုရားဖျားပြစ်တဲ့ကပြန်ဟောတော့အဲ့မှာဓမ္မပါဠိသက်ကိုဟောတာအဲ့ဒါဘုံနိရောဓရောက်ရင်ပြန်ချိန်ဆက်ဟောမယ်အခုမှတ်ခဲ့နော်အဲ့တော့ပြောကြတယ်ဒီမှာပုံလဲသွားပြီတဲ့သေသွားပြီတဲ့ဆိုဖျားပြစ်ပြီလားမဖြစ်သေးမဖြစ်သေးမသေးဘူးကွာ နော်ငါသားဒေဇာဘောဒီဘောမှာဖះဖြစ်နေမယ်ဆိုတာအကုန်အတိအကျတွက်ချက်မှုတွေရှိတာဒါကြောင့်ဒေဇာဘောဖះဖះပြီးပြီလို့ဘယ်နေပန်ဆန်သွားပြီဆိုရင်တော့ယုံကြည်လောက်တဲ့တာဖះမဖြစ်ပဲတော့မသိဘူးပေါ့နော်နောက်တော့အဲ့မှာနတ်ပြမာတွေကနတ်တရားနေပြီးတော့အစာစားမလားမစားဘူးဆိုရင်တော့မွေးညင်းသွင်းနေရနေပြီးတော့နတ်တို့တာတွေထည့်ပေးမှာနော်ဆိုတော့ nutrition တွေပေါ့အဲ့ဒါတော့ထည့်မပေးနဲ့ငါမှာပဲအတိတရားလဲရသွားပြီ ဲ့တော့တင်နာနေဒီကုန်းရတဲ့ကဆွမ်းကကြွပြီးတော့ဆွမ်းဖုံးပေးပြီးတော့တရားအားထုတ်မယ်ဆိုတော့15ရက်တနည်းအားဖြင့်နှစ်ပတ်လောက်ကျင့်လိုက်တာဆွမ်းဖုံးပေးတယ်တရားထိုင်တယ်အာနာပနအခြေခံပြီးတော့အားထုတ်လိုက်တယ်မိသမပြိပြလမ်းစဉ်နဲ့ဝင်သွားတယ်နှစ်ပတ်ထဲနဲ့အဲ့ဒီအတွင်းမှာရပ်ပိုင်းအတွင်းမှာပဲဒီကရဲသရုတ်ရတ္တိရသွားတယ်နော်အဲ့ဒီအဲ့ဒီဇန်တွေကိုအခြေခံပြီးတော့ကစုံလာပြင်းနေမှာဖျားလောင်းတော့ဟာဘုံတို့ဒီဖျားဖြစ်တော့ ရောက်တော်မူခဲ့အောင်အားထုတ်နိုင်ရတယ်ပေါ့နော်။ဒါကဒီနေရာရဲ့ထူးခြားချက်ဖြစ်ပါတယ်။ဒါမြတ်စွာဘုရားရှင်ဒုက္ခရတရိယကျင့်ခဲ့တဲ့ထွမြတ်တဲ့နေရာယောဂီတို့တန်ဝေကပြုစရာကတော့တရားအားထုတ်တယ်ဆိုတာလွယ်လွယ်ကူကူနဲ့ရနိုင်တဲ့ပုံစံတွေမဟုတ်ဘူး။ဥက္ကဋ္ဌတင်ယူပုံစံတရားမှမပါဘူး။တရားကိုအလွယ်မလိုခြင်းနဲ့ဝိပ္ပစီတင်ယူလောက်လဲညာထက်မြတ်တူတွေမပါဘူး။ဘုံတော့နေရာပုံစံတွေဖြစ်တယ်။ နော်အဲဒါကြောင့်တရားအားထုတ်ရင်တရားကိုနီလန်းကြကြအခြေခံကြကြစနေလေကြသင်ကြရမယ်ဆရာကောင်းသောကတေချာသင်သင်တဲ့အတိုင်းလဲကြွကြွစားစားဇွန်ဘဲနဲ့အားထုတ်ဖို့လိုပါအဲတော့ဒီဘက်မှာတရားရတာကောင်းရသွားမယ်မရဘူးဆိုရင်တော့နော်ပရပရမပုဂ္ဂိုလ်ဆိုတော့လည်းပဲနောက်တန်တရားဆက်ဆက်မှာတရားရဖို့အတွက်အခြေခံကောင်းနေရသွားမှာဖြစ်ပါတယ် ဒါကြောင့်တရားကိုအခြေခံကြကြအာထုပါနေစနေကြအာထုပါဇွဲနေပဲနဲ့အာထုပါလွယ်လွယ်နဲ့တရားပြီးတဲ့တရားသခန်းနေတရားနိလန်နေသွားမယူပါနဲ့လွယ်လွယ်နဲ့တရားမရဘူးဆိုတော့ဒီနေရာတက်တည်ပြပါတယ်ဟုတ်ပြီနော်ဘုရားလောင်း24ဘဝတိုင်အောင်ဘုရားသာနာတွင်မှာအတွေ့အကြုံဝိပဿနာဉာဏ်တေဂရုပ္ပကဉာဏ်ရောင်းအောင်ဒီအတွေ့အကြုံရှိခဲ့တဲ့ပုဂ္ဂိုလ်နောက်ဆုံးဘဝမှာတရားရမယ့်ဘဝမှာဒီအတွေ့အကြုံတွေဖြတ်သန်းရတယ်။ဒါကြောင့်လွယ်လွယ်နဲ့ရနိုင်တဲ့တရားမျိုးတော့မဟုတ်ပါဘူး။ တော့တော်တော်ကြာကြာထူးထူးခြားခြားပုံကိုကြာတော့ခွင့်ရရတဲ့ဟာမျိုးဖြစ်ပါတယ်ဒါကြောင့်တရားဝင်ချင်းကြာကြာအားထုတ်ကြပါဘုရားလောင်းတော်လောင်းကြိုးစားခဲ့တာရိုးလေကြိုးစားအားထုတ်မှတရားဟာရနိုင်တယ်ဆိုတော့ကိုစီကိုစီအသည့်တွေနဲ့တရားတွေကြိုးစားခြင်းကြာအားထုတ်ကြပါလို့တိုက်တွန်းရင်ကန်ဒီတော့တော့ပါပဲအားလုံးကံဒီနေ့တနေ့တာလုပ်ငန်းတွေအကုန်ပြီးပြန်မယ်เนาะပြန်ပါမယ် ်ကျောင်းပြန်မယ်ဒီမဲ့သားမယ်အနာယူမယ်